က်ရှိမှာအမေရိကန်အစိုးရရန်တရာလဲပတ်မှုရပ်တန့်ပြီးရှတ်ဒေါင်းဖြစ်နေတာကိုပြန်ဖွင့်နိုင်ဖို့အတွက်အထက်လွှတ်တော်တွေမှာကနအူးသဘောတူညီမှုရရှိသွားပါပြီ။အစိုးရဘတ်ဂျက်သစ်အတွက်အစီအမံတွေကို Democratic နဲ့ Republican နိုင်ငံရေးအင်အားစုတွေညှိနှိုင်းမှုအဆင်မပြေခဲ့တာကြောင့်အောက်တိုဘာ၁ရက်နေ့ကစပြီး American အစိုးရရှတ်ဒေါင်းဖြစ်နေခဲ့တာပါ။ဂျာကာ American သမိုင်းမှာအချိန်အကြာဆုံးရှတ်ဒေါင်းအနေနဲ့လဲမှတ်တမ်းဝင်ခဲ့ပါတယ်။အစိုးရရှတ်ဒေါင်းကာလအတွင်း ဖက်ဒရယ်အစိုးရဝန်ထမ်းအများအပြားလောက်ခလာစာမရကြတာအလုတ်ကွင်ကနေခွင့်တတ်မှတ်အနာပေးခံထားရတာတွေကြုံခဲ့ရပါတယ်။ပြီးတော့လေကြောင်းထိန်းသိမ်းရေးမျှော်စေဝန်ထမ်းတွေအများအပြားကိုအနာပေးထားရတာကြောင့်လဲအမေရိကန်ကလေကြောင်းပြန်တမ်းပြေးဆွဲမှုခရီးစဉ်တွေထောင်ထဲချီရပ်တန့်တာဆိုင်းငံ့ခံရတာနှောင့်နှေးတာတွေကြုံခဲ့ရပါတယ်။ဒါပေမဲ့နိုဝင်ဘာ9ရက်မှာတော့အင်ဖြူတော့ဒီမိုကရက်တစ်နဲ့ရီပပ်ဘလီကန်အထက်လွှတ်တော်အမတ်တချို့ဆွေးနွေးပြီးအ ਨੇ စုံရေဒိုကာလတစ်ခုလောက်ဖြစ်ဖြစ် အစိုးရရှက်တောင်းကိုပြန်ဖွင့်ထားနိုင်မဲ့သဘောတူညီမှုရရှိခဲ့ပါတယ်။ဒါကလည်း Republican အမတ်တချို့က American သမ္မတ Barack Obama လက်ထက်မှာစတင်မိတ်ဆက်ခဲ့တဲ့ကျန်းမာရေးစောင့်ရှောက်မှုထောက်ပံ့ရေးအစီအစဉ်တွေကိုဆက်လက်ခွင့်ပြုထားဖို့လက်ခံခဲ့တာကြောင့်လည်းပြည်လည်မှုရသွားတာပါ။အစကတော့ Republican တွေကတက်တန်းကုံဆုံးနေပြီဖြစ်တဲ့အဲ့ဒီအစီအမံတွေကိုအစိုးရအသုံးစရိတ်အစ်စ်ထဲထည့်သွင်းဖို့ညှင်းဆိုတာကြောင့်ဒီမိုကရက်တစ်တွေနဲ့ညှိမရဖြစ်ခဲ့တာဖြစ်ပါတယ်။အခုရရှိတဲ့သဘောတူညီမှုအရာ January 30ရက်အထိအစိုးရကိုအင်ပြစ်အပြစ်ပြန်လည်ပတ်နိုင်အောင်နှစ်ဖက်စလုံးကလက်ခံပေးရမှာဖြစ်ပြီးအဲ့ဒီအတော်တွင်အစိုးရဘတ်ဂျက်အစီအမံသစ်ကိုဆက်ပြီးတော့အခြေလဲညှိနှိုင်းကြမှာဖြစ်ပါတယ်။အစိုးရရှတ်ဒေါင်းကာလအဆုံးသတ်ဖို့အရန်နီးစပ်သွားပြီဖြစ်ပေမဲ့ချက်ချင်းတော့အစိုးရရန်တရားကိုအလုံးစုံပြန်ဖွင့်နိုင်အောင်မဟုတ်ပါဘူး။အခုသတင်းပတ်ထဲမှာပါတီနှစ်ခုစလုံးကအစိုးရပြန်ဖွင့်လေရေးအလုတ်ဖြစ်နိုင်မယ့်အဆိုပြုချက်အသီးသီးကိုလွှတ်တော်နှစ်ရက်လုံးမှာတင်ပြကြပါမယ်။လွှတ်တော်ကောင်းဆောင်တွေကတော့ ရှတ်ဒေါင်းဟာဂျေဇူးတော်နေ့ရုံးပိတ်ရက်ကာလလောက်ကြာရင်ပြီးဆုံးနှစ်ပြီးသားဖြစ်လိမ့်မယ်လို့ခန့်မှန်းကြပါတယ်။ဂျေဇူးတော်နေ့ဆိုတာကနိုဝင်ဘာ29ရက်နေ့မှာကြာရောက်မှာပါ။အိုဘားမားခဲလို့ခေါ်လိရှိပြီးအခုခါသက်တမ်းကုန်ဆုံးတော့မယ်ကျန်းမာရေးစောင့်ရှောက်မှုအစီအမံကိုသက်တမ်းတိုးသင့်မတိုးသင့်ဆိုတဲ့အပေါ်ဒီဇင်ဘာဒုတိယပတ်မှာအထက်လွှတ်တော်ကမဲပေးဆုံးဖြတ်ပါမယ်။အဲ့ဒီခါ Republican အမတ်တချို့က Democratic တွေနဲ့အတူထောက်ခံမဲပေးပါမယ်လို့ကန့်လန့်ထားပေမဲ့လိုအပ်တဲ့မဲအရေးအတွက်ရမရဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး Republican အမတ်၈ဦးထံမှနေက Obama ခဲကိုတက်တန်းတိုးပေးရေးသမ္မတ Donald Trump ရဲ့အစိုးရက Federal ဝန်ထမ်းအများအပြားကိုအလုပ်ထုတ်နေတဲ့ကိစ္စတွေကိုပြန်လည်ပြင်ဆင်ရေးစတဲ့ Democratic တွေဘက်ကတောင်းဆိုမှုတွေကိုလက်ခံညှိနှိုင်းပေးဖို့သဘောတူထားကြပါတယ်အပြန်လှန်နေတဲ့ Democratic Party ဝင်တချို့ကလည်း Republican Party ဦးဆောင်တဲ့အစိုးရရန်တရားတွေပြန်လည်ပတ်နိုင်ရေးအကူအညီပေးဖို့မီးစိမ်းပြလာခဲ့တာပါတကယ်လို့ လာမယ့်ဇပိုင်းအတွင်းလွှတ်တော်မှာထပ်ပြီးတင်သွင်းကြမယ့်အစိုးရဘတ်ဂျက် အစိုးပြုချက်တွေအောင်မြင်အထမြောက်သွားရင်တော့အစိုးရရှက်တောင်းကိုအဆုံးသတ်နိုင်မှာဖြစ်ပါတယ်။လုံထုံးလုံဒီအရာတော့ဒီအဆင့်တွေကရက်ပိုင်းလောက်ထပ်ပြီးအချိန်ယူရပွဲရှိပါတယ်။စောပိုင်းကလေးကအထက်လွှတ်တော်ရဲ့နှစ်ဖက်ပါတီအမတ်တွေကရှက်တောင်းကာလကိုကျေးဇူးတော်နဲ့မတိုင်ခင် အပီးသက်နိုင်ဖို့မျှော်လင့်ကြောင်းပြောကြားထားပါတယ်ရှင်။